ဓာတ်ဆီဒီဇယ်ဖြန့်ဖြူးရောင်းချခွင့်ကိုပြည်ပကုမ္ပဏီတွေနဲ့ဖက်ဆက်လုတ်ကင်ဖို့တင်တာခေါ်ယူသွားမယ်လို့စွန့်ရင်ဝင်ကြီးဌာနတာဝန်ရှိသူတို့ကပြောကြားလိုက်ပါတယ်။ဒီသတင်းကိုဥနေဖြိုးဝင်းကပေးပို့ထားပါတယ်ရှင်။စက်သုံးစီဓာတ်ဆီဒီဇယ်ဖြန့်ဖြူးရောင်းချခွင့်ကိုရခိုင်ကပြည်တွင်းလုပ်ငန်းရှင်တွေကိုဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ထုတ်ပေးခဲ့ရမှာယခုအခါပြည်ပကုမ္ပဏီတွေနဲ့အကျိုးတူဖက်ဆက်လုပ်ကင်မှုလာမယ့်တလနလအတွင်းမှာတင်တာခေါ်ယူသွားမယ်လို့စွိုင်းဝင်ကြီးဌာနကဥဆောင်ညွှန်ကြားရေးမှူးဦးမျိုးညွန့်ဦးကပြောပါတယ်။ဒီကပြည်တွင်းလုပ်ငန်းရှင်တွေကျွန်တော်တို့ င်တွေထုတ်ပေးခဲ့တာကျွန်တော်တို့ကြားပါပြီ။ဒါလက်ရှိလည်းကျွန်တော်တို့စီပွားပါလူလူကိုကျွန်တော်တို့ဒါဒေါ်လာဆိုဘယ်လိုပဲတက်ကြလောက်ကြက်ကြက်ချင်းတက်တဲ့ချက်ကိုဝင်ရရှိနေဖြစ်ပါလေ။ဘုဒ္ဓီလာပဲတတိတီစေခေတာအစ်ပေါ်မဲ့ဆက်စားတော့၆လောက်တော့ကြာတော့မကြာနေလို့လည်းဥစားတော့ကျွန်တော်တို့နှစ်လဒါလနှစ်လပြန်ပါကျွန်တော်တို့သင်္ကန်းပေါ်မှာဖြစ်ပါလေ။ဒါအပြင်မင်္ဂလာတို့လေးရင်စီဖြန်မှုရောက်ချတဲ့လုပ်ငန်းကိုလည်း နိုင်ငံခြားကုမ္ပဏီတခုနဲ့အကျိုးထူးဖက်ဆက်လုပ်ကိုင်ဖို့သဘောတူစာချုပ်သွားမယ်လို့ပြောပါရတယ်။ဘာကြောင့်နိုင်ငံခြားကုမ္ပဏီကိုကျွန်တော်တို့တင်တာပုံပြရတယ်ဆိုတာလည်းရှင်းပြရပါမယ်။ဒီစီနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်နိုင်ငံတကာအဆင့်ပြီးကျွန်တော်တို့ဖြတ်ပြီးအောင်ချဖို့လိုအပ်ပါတယ်။ဒီနိုင်ငံမှာကျွန်တော်တို့ NDP တခုတည်းရတာလေးဖြတ်ပြီးအောင်ချတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ထက်အတွေ့အကြုံပုံမကျွယ်ဝပြီးတော့အသိဉာဏ်ပေါ့ကျွန်တော်တို့လေးစီဖြတ်ပြီးအောင်ချတဲ့အဆင့်ကိုတခါလေးနဲ့ခက်မြန်မြန်မြင့်နေအောင် ိုင်ငံသားမှာအတွေ့အကြုံရှိတဲ့နိုင်ငံသားကုမ္ပဏီကိုပဲကျွန်တော်တို့တင်တာခေါ်ယူရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။စွိုင်းရင်ဝင်ကြီးဌာနရဲ့73စီဖြန့်ပြူရောင်းချခွင့်လိုင်စင်ရယူပြီးလောက်ကင်နေတဲ့ပုဂ္ဂလိက73စီအယောင်းဆိုင်1489ဆိုင်ပုဂ္ဂလိက73စီဒိုလောင်ဖြန့်ပြူရေးစကန်6ခုရေရင်တွေကို73စီတိုင်းရိုက်ဖြန့်ပြူရောင်းချခွင့်လိုင်စင်ကိုရေရင်16စီနဲ့လေရင်စီဖြန့်ပြူရောင်းချခွင့်လိုင်စင်တစ်ခုတို့ကိုခွင့်ပြုထုတ်ပေးထားတယ်လို့သိရပါဗျာကျွန်တော်နေပြောဝင်းမှာ